ီနေ့မှတော့မူးတော့မူးတာပဲရိုးရိုးသာမန်လူတွေမူးတာမျိုးမဟုတ်ဘဲနဲ့ကျမတို့အမျိုးသမီးတွေပဲမူးတဲ့အမှုမျိုးပေါ့နော်ဘလို့အမှုမျိုးလဲဆိုလို့ရှိရင်ကိုဝင်ဆောင်ပြီးတော့မူးတဲ့အမှုမျိုးပေါ့နော်အဲ့လိုမူးတာမျိုးမှာတောက်လို့ရတဲ့စေးတစ်ခုအကြောင်းကိုပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြစ်ဝင်ပါဈေးဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါရဲ့ရှင် ကျမအပါဝင်အမျိုးသမီးတွေကိုဝင်ဆောင်တဲ့အချိန်မှာတော်တော်များများခံစားရတဲ့ဝေဒနာကတော့မူတာအန်နာမအိမတာဖြစ်တာ အနှံ့ရရင်ကိုမူးတာပြို့တာအစာစားလို့မရတာတွေကိုခံစားကြရလေးရှိပါတယ်အထူးသဖြင့်ကိုဝင်ဆောင်အစောပိုင်းကာလတွေမှာ ပို့ပြီးတော့အဖြစ်များပါတယ်ဘာလို့အဲ့လိုမျိုးတွေခံစားရတာလဲဆိုလို့ရှိရင်အဓိကကတော့ပေါ့နော် ဟော်မုန်းအပြောင်းလဲတွေကြောင့်မလို့အဲ့လိုမျိုးခံစားရတာပဲဖြစ်ပါတယ်ကိုဝင်ဆောင်တဲ့အချိန်မှာဆိုလို့ရှိရင် HCG ဟော်မုန်းကများများထွက်တဲ့အတွက်ကြောင့်မလို့မူးတာ အန္တရာယ်မျိုးတွေကို ခံစားရတယ်။အီဆိုဂျင်ဟော်မုန်းထွက်တာများတဲ့အတွေ့အကြုံလို့လေအစာကိုမြင်လို့ရှိရင်အန်ဂျင်နာအနံ့ရရင်ကို ပြုတ်လာတာမျိုးတွေဖြစ်ကြလိမ့်ရှိကြပါတယ်။ကိုဝင်ဆောင်ကာလမှာဆိုလို့ရှိရင်ခုနပြောတဲ့လက္ခဏာတွေပေါ့နော်။ morning sickness လက္ခဏာတွေကိုခံစားလို့ရှိရင်ကိုယ်သဘောနဲ့ကိုယ်စိတ်တွေကိုရှောက်ပြီးတော့တောက်တာမျိုး ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီဝေဒနာကိုကြိတ်မိတ်ပြီးတော့ခံစားနေရတာမျိုးတွေမလုပ်ဘဲနဲ့တောက်တင်တဲ့စီကိုဝင်ဆောင်အတွက်ဆေးဖြစ်တဲ့ဆေးမျိုးလေးတွေကိုရွေးပြီးတော့တောက်ပေးလို့ရပါတယ်ဘလို့ဆေးမျိုးတောက်ပေးနိုင်လဲဆိုလို့ရှိရင်ဥပမာပြောရလို့ရှိရင်ပေါ့နော်ဒီ dorsinate လို့ဆေးမျိုးတွေတောက်ပေးလို့ရတယ်အဲ့ထဲမှာဆိုရင်ပြို့တာအန်နာကိုထိ ंछ ုပ်ပေးတဲ့ dorsilemi ဆက်စနှိတ်ရဲ့ b6 ရဲ့ပါဝင်နေပေါ့နော်အဲ့လိုဆေးမျိုးတွေကကိုဝင်ဆောင်ကာလတစ်လျှောက်လုံးအသုံးပြုနိုင် တဲ့ဆေးမျိုးစားဖြစ်တဲ့အကောင်းဆုံးကတော့ပေါ့နော်ကိုပြတာနေတဲ့ဆရာဝန်နဲ့လည်းတိုင်ပင်ပြီးတော့တောက်သင်ပါတယ်တကယ်လို့ကိုကဆေးရုံဆေးကန်းနဲ့ဝေးတဲ့နေရာမျိုးမှာရှောင်နေတာမျိုးကိုဝင်ရှိကစားမှာမူးတာအန်တာကိုအရန်ခံစားနေရတယ်ဆိုလို့ရှိရင်တော့အခုပြောတဲ့ဒေါစီနိတ်လို့ဆေးမျိုးကိုညအိယာဝင်မှာတစ်လုံးတောက်ပြီးတော့မသက်သာဘူးဆိုလို့ရှိရင်မနေ့ပိုင်းမှာတစ်လုံးထပ်ပြီးတော့တောက်နိုင်ပါတယ်ဒီနေ့ကို၄လုံးထပ်တော့ပို့ပြီးတော့မတောက်ပါနဲ့ လူဆေးတွေကတက်တာလေဆိုလို့ရှိရင်မတောက်ဖဲနဲ့နေလို့ရပါတယ်ကိုကအယမ်းကိုမူးတာ အန်နာဆိုလို့ရှိရဲ့เนาะဒီလိုဆေးကိုတောက်ယုံ အပြင်ပေါ့เนาะဒီဆေးယုံဆေးကန်းတွေမှာလည်းပြတ်သားဖို့ရလိုအပ်ပါတယ်ကဲဒါလို့ဆိုလို့ရှိရဲ့เนาะအမျိုးသမီးတွေကိုဝင်ဆောင်ကာလမှာမူးတယ်ဆိုလို့ရှိရင်ဘယ်လိုဆေးမျိုးတောက်သင့်နေဆိုတာကိုတည်သွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကိုပတ်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်များဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းနေနေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်